တဏှာချင်းနဲ့မေတ္တာချက်ကအလွန်ကွာတယ်မေတ္တာချက်ဆိုတာဒါမျိုးမဟုတ်ဘူးကြိုးစီပွားကိုလိုလားတယ်ကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့သို့တော့တွေ့တာမနေဘူးကိုယ့်အတွက်မစင်စားဘူးသူ့အတွက်တစ်ဖက်သားစင်စားတယ်ဟောမေတ္တာဒီရရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုခေါ်တာပါ ဒီစကလုံးလေးဖြစ်လာတာကိုအကြည့်မိတ္တသဧတာမေတ္တာမိတ္တသမိတ်ဆွေတငယ်ချင်းရဲ့ဧတာဥစ္စာဖြစ်တဲ့စိတ်တော်ဓာပဲမေတ္တာမိတ်ဆွေတငယ်ချင်းရဲ့စိတ်တော်ဓာစိတ်နေစိတ်ထားအဲ့ဒါဟာမေတ္တာဒီစဉ်းစားကြည့်လို့ရှိရင်လူတိုင်းလူတိုင်းမှာမိတ်ဆွေတင်ကားတွေရှိကြတယ်အပေါင်းအသင်းတငယ်ချင်းတွေရှိကြတယ် တငယ်ချင်းနဲ့စကားပြောရင်ပျော်တယ်တငယ်ချင်းနဲ့တွေ့ရရင်ပျော်တယ်တငယ်ချင်းနဲ့နေချင်းနဲ့တငယ်ချင်းရဲ့အကျိုးစီးပွားကိုလိုလားတယ်ဟောအဲ့ဒီစိတ်ဓာတ်မျိုးလေးတွေဟာမေတ္တာလို့ခေါ်တာပဲအဲ့ဒီမေတ္တာသည်ခုနကတဏှာရာဂဆိုတဲ့အချက်နဲ့ မတူဘူးတဲ့။ကောင်းပြီ။မေတ္တာဆိုတဲ့သဘောတရားဟာအာရောဓအမုန်းကင်းစင်တဲ့သဘောတရား။ကောင်းကျိုးချမ်းသာကိုလိုလားတဲ့ကြီးပွားစေခြင်းတဲ့သဘောတရားလေးပဲ။အဲ့ဒီသဘောတရားလေးဟာမိမိရဲ့တဏ္ဍာမှာပင်ကိုကရှိနေပေမဲ့လို့လက်ချင်းပေးမှအစွမ်းထက်မယ်။မလေးချင်းရင်အစွမ်းမထက်ဘူး။ အဲ့တော့မေတ္တာဆိုတဲ့သဘောတရားကိုဘာနဲ့လေ့ကျင့်ရအာယုန်နဲ့ပဲလေ့ကျင့်စိတ်တခုကိုထက်မြက်လာအောင်လေ့ကျင့်ခြင်းအာယုန်နဲ့လေ့ကျင့်ဓာတ်ထက်အောင်ဘာနဲ့လောက်ရကြောက်နဲ့သွေးရကြောက်ပေါ်တင်ပြီးတော့သွေးမှဓာတ်ထက်တယ်ထို့တူရင်ဒီမေတ္တာမေတ္တာစိတ်ဓာတ်လေးဟာခိုင်မာကြီးထွားလာအောင်ဘာနဲ့လောက်ရအာယုန်နဲ့လောက်ပေးရမယ်အာယုန်ပေါ်တင်ပြီးတော့လေ့ကျင့်ရအောင် မေတ္တာလေးချင်ကန်းကိုဘုန်းကြီးတို့ဝိသုရိမေချမ်းကြီးမှာရှင်းရှင်းလင်းလင်းရေးထားတာရှိတယ်မေတ္တာကိုလေးချင်ကန်းလုပ်တဲ့အနည်းတစ်ခုဒါမှကုသိုလ်ရာယုံပို့တဲ့မေတ္တာမျိုးမဟုတ်ဘူးတမန်ကုသိုလ်ရာယုံပို့တဲ့မေတ္တာကတော့သဗ္ဗိတ္တအဝိရာဟွန်တုနဲ့ဆိုတာပေါ့ ဘုရားရှိခိုးရင်လည်းမေတ္တာပို့တာပဲလေတတ္တဝါတွေချမ်းသာကြပါစေအဲ့ဒီဟာမျိုးကိုပြောတာမဟုတ်ဘူးမေတ္တာလေးခြင်းငန်းဝင်ပြီဆိုတာ meditation အလုပ်ကိုလောရမှာပြောတာ meditation ပုံစံနဲ့မေတ္တာကိုအာယုံနဲ့လေးခြင်းအာယုံဆိုတာဘာလဲတတ္တဝါမိတ်ဆွေတငယ်ချင်းတက်ရှိတတ္တဝါနဲ့လေးခြင်းရမယ်တည်သွားတဲ့လူနဲ့မလေးခြင်းလို့မရဘူး ဒီဘဝမှာလက်ရှိရှိနေတဲ့ပုံပုံနဲ့လေ့ကျင့်ရမယ်။ကောင်းပြီ။လေ့ကျင့်မယ်ဆိုလို့ရှိရင်ပုံကိုရွေးချယ်ရလိမ့်မယ်နံပါတ်1အသက်ရှင်စေပုံကိုတည်တဲ့ပုံကိုနှစ်ဦးရှိတဲ့ထင်မယ်။တည်တဲ့ပုံကိုမရွေးနဲ့ဘယ်တော့မှမအောင်ဘူး။တည်သွားပြီးတဲ့ပုံကိုပေါ်မှာမေတ္တာမပို့နဲ့။မေတ္တာလေ့ကျင့်ပြီးတော့တို့ယူခြင်းနဲ့ဆိုလို့ရှိရင်အဲတည်တဲ့ပုံကိုဖယ်ထားလိုက် လက်ရှိအသက်ထင်ရှားရှိတဲ့ပုဂ္ဂိုလ်ကိုရွေးပါအဲ့ဒါလို့ရွေးတဲ့အခါမှာလည်းပဲလူကို၃မျိုးလောက်ခွဲလိုက်၃မျိုးလောက်ခွဲလိုက်တဦးကကိုယ်နဲ့အမတန်ခင်မြင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ဟောတာတဦးဟိုတဦးကခင်လည်းမခင်မုံလည်းမမုံနဲ့တာမန်ပုဂ္ဂိုလ်နောက်တဦးကမုံတဲ့ကိုယ်ရံသူ နော်သုံးမျိုးခွဲလိုက်ပုဂ္ဂိုလ်သုံးစားရှိလူတိုင်းလူတိုင်းဟာဒီလိုသုံးစားရှိနေမှာပဲအများအားဖြင့်ဒါရေပုံရအားဖြင့်ပြောရတဲ့စကားပေါ့အဲ့ဒီထဲမှာဘယ်ပုဂ္ဂိုလ်ကိုရွေးရမလဲမေတ္တာစပြီးတော့ပြောတော့မယ်ဆိုလို့ရှိရင် ကိုယ်နဲ့ခင်လဲမခင်မုံနဲ့မမုံနဲ့ပုဂ္ဂိုလ်ကိုသွားရွေးမယ်ဆိုရင်မေတ္တာပြိုးဖို့ခက်လိမ့်မယ်။ဘာဖြစ်လို့လို့ဆိုတော့သူ့ပေါ်မှာခင်မမခင်တာကိုအဲသူ့ပေါ်သူ့ကိုရွေးလို့မဖြစ်ဘူးပထမအနေနဲ့။ယန္တုကိုရွေးမလားဆိုတော့ဟာယန္တုသွားရွေးရင်တော့ဒေါသဖြစ်မှာပဲ။မေတ္တာပြိုးလို့မရဘူး။ဒါကြောင့်မို့ယန္တုကိုလည်းမရွေးနဲ့။အဲ့တော့ပိယပုဂ္ဂလဆိုတာ ကိုခင်မင်ချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးလိုက်ပါတဲ့ဒါမေတ္တာပို့တော်မယ်ဆိုအဲ့ဒါကဆက်အဲ့ဒီပုဂ္ဂိုလ်ရွေးဒီရွေးတဲ့နေရာမှာလည်းပဲနောက်တစ်ခုတတိထားစရာလိန်သူကိုပဲရွေးရမယ်တဲ့လိန်ခွဲကိုသွားမရွေးရဘူးဆိုလိုတာကမေတ္တာပို့မဲ့ပုဂ္ဂိုလ်ဒီအမျိုးသားဆိုရင်အမျိုးသားတန်ငယ်ချင်းတွေကရွေး အမျိုးသမီးဆိုရင်အမျိုးသမီးရဲ့အရွေးအမျိုးသားကအမျိုးသမီးကိုသွားရွေးမယ်အမျိုးသမီးကမျိုးသားကိုသွားရွေးမယ်အမျိုးသားကမျိုးသမီးကိုရွေးမယ်လိမ်မတူတာကိုသွားရွေးလို့ရှိရင်မေတ္တာဖြစ်မဲ့အစားတဏှာရာဂတွေဖြစ်တာတတ်တယ်အနည်းရှိတယ်ဒါကြောင့်အဲ့ဒီလိုမရွေးရဘူးအမျိုးသားဆိုရင် အမျိုးသားချစ်ခင်တဲ့ပုဂ္ဂိုလ်၍အမျိုးသမီးဆိုရင် အမျိုးသမီးတွေကချစ်ခင်တဲ့ပုဂ္ဂိုလ်၍တဲ့အဲ့ဒါလို့ရွေးပြီးတော့စိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်မေတ္တာစိတ်ကိုလေ့ကျင့်ပေးရမယ်အဲ့ဒီလေ့ကျင့်တော့မယ်ဆိုလို့ရှင် အစပထမဘာလုပ်ဖို့လိုလဲနိုင်ရှင်မှုဟာအမြဲတမ်းအရေးကြီးမြန်မာလူပြောရင်ဗမာလူမျိုးတွေပြောတဲ့စကား ိုချင်းစာတရားဆိုတာမရှိဘူးလားရှိတယ်ကိုချင်းစာတရားထားရဖို့အတွက်ကိုကိုကိုအရင်ဆုံးကိုစဉ်းစားလိုက်ပါမေတ္တာပို့လိုက်ပါကိုကိုမေတ္တာပို့တာကတော့ဒါကဘာဝနာအတွက်မဟုတ်ဘူးလေ့ကျင့်တာမဟုတ်ဘူးလွယ်အောင်လို့ပြင်ဆင်လိုက်တဲ့သဘောပဲဆိုပါစို့မေတ္တာပို့တဲ့အခါမှာချမ်းသာပါစေလို့ပြောကြတာလား သုံးဖို့ကျမ်းမာပါစေလို့ပြောကြတယ်ပြောကြတာလားသုံးဖို့အဆင်ပြေပါစေလို့ပြောကြတာလားတခုခုပဲကိုကြိုက်တဲ့ဟာနဲ့ပြောလို့ရတယ်ကျမ်းမာပါစေလို့ပြောပြောချမ်းသာပါစေလို့ပြောပြောအရခတ်သိမ်းမှာအဆင်ပြေပါစေလို့ပြောပြောအောင်မြင်ကြီးပွားပါစေလို့ပြောပြောဘာနဲ့ပြောပြောပေါ့အဲ့ဒီအတွေးလေးကိုထုပ်ပုတ်ပေါ်မှာပြောရမယ်ဆိုပါတော့ ဘုန်းကြီးတို့တွေယောက်ျားဆိုရင်ယောက်ျားကလေးတန်ခဲ့ခြင်း၊မိန်းကလေးဆိုမိန်းကလေးတန်ခဲ့ခြင်းပေါ့။ကိုကတည်းက friend တွေအများတယ်။ girlfriend, boyfriend အဲကိုအကူယောက်ျားလေးဆိုယောက်ျားလေးတန်ခဲ့ခြင်းကိုယူ၊မိန်းကလေးဆိုမိန်းကလေးတန်ခဲ့ခြင်းယူ၍ပြီးတဲ့အခါကိုတယောက်တည်းနေတဲ့အချိန်လေးမှာ ထိုပုဂ္ဂိုလ်ရဲ့မျက်နှာစိတ်ထဲမှာပေါ်လာအောင်ပုံဖော်လိုက်ပုံဖော်လို့မရဘူးဆိုရင်ဓာတ်ပုံလေးတစ်ခုတောင်းကိုရှိမှချပေါ့ဓာတ်ပုံနဲ့ကြည့်ပြီးတော့ပုံဖော်ပေါ့အဲစိတ်ထဲမှာပုံဖော်လို့ရရင်စိတ်ပုံဖော်လိုက်သူ့ရဲ့ပြုံးရွှင်နေတဲ့မျက်နှာချီနူးနေတဲ့မျက်နှာလေးကိုကြည့်ပြီးတော့အေးအစင်သာဝရပြုံးနိုင်ပါစေချမ်းသာပါစေကြမ်းပါပါစေရှင်လန်းပါစေ ိုလိုချင်တဲ့စကလုံးလေးတစ်ခုနဲ့အသုံးချပြီးတော့အဲ့ဒီစိတ်ကလေးထပ်တလဲလေးဖြစ်နေအောင် repetition လုပ်တာခေါ်ထပ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 ်ပြီးတော့ဖြစ်တခါတည်းမဟုတ်ခုခေတ်တချင်းဆိုတဲ့အခါ repeat တွေပေါ်တော့မဟုတ်လားထပ်ကြော့နေတာလေအဲ့တော့မေတ္တာကြော့နေရဘယ်နဲ့ပြန်ကြော့ရမလို့ဆိုရင်အေးတဏှာကြီးလုံးရင်တဏှာကြီးလုံးကြော့နေရမှာပဲအဲ့ဒါလို့ဓာမြသွေးတဲ့အခါမှာကြောက်နေတယ်လို့ပွတ်နေတယ်လို့ပဲ ဒီချမ်းသာပါစေဆိုတဲ့စိတ်ကလေးနဲ့ခုနကပြီးရပုဂ္ဂိုလ်နဲ့ပေါ်ပေးနေရပေါ်ပေးနေရအဲ့ဒါလေ့ကျင့်နေတာလို့ခေါ်တယ်အဲ့ဒါလို့ပေါ်ပေးနေလိုက်တဲ့အခါမှာဘယ်လိုအနေထားထီအောင်ရောက်လာတယ်လဲလို့ဆိုရင်ဘယ်နေရာသွားသွားဒီပုဂ္ဂိုလ်ရဲ့မျက်နှာပဲမြင်နေတယ်မျက်စိတွေကဒီပုဂ္ဂိုလ်မျက်နှာမထွက်အိပ်ပင်အိပ်မပြောသေးခင်သူ့မျက်နှာပဲမြင်နေတယ်တခြားအသိမမြင်ဘူး စိတ်ကအဲ့ဒီပုံမှာပဲစိတ်ဟာငြိမ်ကြလာပေါ့အဲ့ဒါလို့ငြိမ်ကြလာတဲ့အပေါ်မှာမိတ္တစိတ်ကလေးနဲ့ထပ်ထပ်ပြီးတော့ပုတ်ပင်းနေလို့ရှိရင်နောက်ဆုံးမှာတမာရီတွေဆွမ်းအားတွေကောင်းလာလို့ရှိရင်ဇန်တောင်ရလာတယ်အေးဗမာရီကဇန်ဆိုရင်ကောင်းငင်ပြန်နာကြီးပဲအောင်းမိတယ်ဒါကောင်းငင်ပြန်နာကိုပြောတာမဟုတ်ဘူး ဆံရတယ်ဆိုတာအဲ့ဒီအာယုံလေးပေါ်ကိုအမြဲတမ်းစူးစိုက်ပြီးတော့နေနိုင်တဲ့ဆွမ်းအတ္တတိလေးရလာတာပြောတာနော်ပထမဇာဆိုတဲ့ဆွမ်းဤတ္တိကိုလိုချင်တဲ့အချိန်လေးရလာမယ်ဇန်းဆိုတာဘာကိုပြောတာလဲလို့ဆိုရင်ခုနကတငယ်ချင်းရဲ့မျက်နှာပေါ်မှာစိတ်ကလေးအမြဲရောက်နေအောင်ပို့ပေးနေတဲ့ဝိတက်လို့ခေါ်တဲ့သဘောတရား initial application နဲ့ အဲ့ဒီပုံမှာထုံမျက်နှာကလေးပုံမှာရေဝဲနေတဲ့စိတ်ဟာခွာလို့မရတော့တဲ့အနေအထားမျိုးဖြစ်နေတဲ့ sustain application ဆိုတဲ့ဝိสารဝိတဲတဲ့ဝိสารအဲခုခေတ်တော့တော့ဟိုပါလဲ fertilizer ကိုလည်းဝိสารလို့ခေါ်တာရှိသေးတယ်အဲ့ဒါနဲ့တော့မရောနဲ့နော်ဝိတက်တဲ့ဝိสารတဲ့ဝိတက်ဆိုတာအာယုံမော်စိတ်ကလေးကိုပုတ်တင်ပေးနေတာ วิสาระဆိုတာအာယုံလေးနဲ့စိတ်နဲ့ကွာကွာမတော့အောင်လှုပ်ဆောင်ပေးနေတဲ့သဘောအဲ့ဒီအာယုံလေးနဲ့စိတ်ချေနှက်နေတာပီတိစိတ်ချေနှက်တယ်လို့စိတ်ထဲမှာငြိမ်းချမ်းနေတာဒုက္ခအဲ့ဒီအာယုံလေးကိုစိတ်ကခွာလို့မရတာကဧကကတာအဲ့ဒီ၅ခုဟာဟန်ချက်ညင်ကြီးအလုံးလုံးနေပြီဆိုလို့ရှိရင်ပထမဇန်လို့ခေါ်တယ်ပထမဇန်ရပေါ့ တကယ်ချင်းရဲ့မျက်နှာလေးပေါ်မှာအလုံးလုံးနေချမ်းသာပါစေရှင်လန်းပါစေကျမ်းမာပါစေဆိုတဲ့စိတ်ဓာတ်ကလေးပွားပြီးတော့အလုံးလုံးနေအဲ့ဒီအလုံးလုံးနေလို့ရှိရင်ခုနကအင်္ဂါရက်တိပြည့်စုံလိုက်ပထမဆံပဲဒီတဲ့ဆွမ်းအားမြင့်လိုက်တဲ့အခါကျတော့တွေးနေเสียမလိုဘူးဝိတ္တဆိုတာမလိုတော့ပဲနဲ့အာယုန်လေးကခွာလို့မရတာရဲ့ဂျင်းတ်နေတာရဲ့နော်စိတ်แท้ကချမ်းမြေ့နေတာရဲ့ တည်ငြိမ်နေတာရဲ့ဒီသဘောလေး၄မျိုးလေးနဲ့ဖွဲ့စည်းလိုက်တာကြတော့ဒုတိယဆန်အဆင့်လို့ခေါ်တယ်။နောက်တစ်ခါဒီတဲ့တမာရီစွမ်းအားတွေမြင့်လိုက်တဲ့အခါကြတော့အာယုံမှာဒီအာယုံလေးနဲ့စိတ်လေးနဲ့တွေ့ကပ်နေအောင်လှုပ်ပေးစရာမလိုတော့ဘဲနဲ့ထိုအာယုံလေးပေါ်မှာဂျင်းတ်နေတာရဲ့နှစ်သက်နေတာရဲ့တည်ငြိမ်နေတာရဲ့ဒီအခြေအနေ300ကလေးနဲ့ထိုအာယုံပေါ်မှာယက်တည်နေလို့ရှိရင်တတ္တယဆန်လို့ခေါ်တယ် ဩမေတ္တာပွားတဲ့ပုဂ္ဂိုလ်ဟာအဲ့လိုဇန်30အထိအောင်ရနိုင်တယ်။အဲ့ဒီဇန်30ရသွားမှစေတောဝိမု ക്തി လို့ခေါ်လာ။စိတ်လေးဟာဇာဘာရကလွတ်သွားပြီတဲ့။ဒေါသတွေကလုံးဝလွတ်နေတဲ့စိတ်တဲ့အဲ့ဒီချိန်ဟာစေတောဝိမု ക്തി ဆိုတာပို့ပြီးတော့ဒီလုံးဝလွတ်မြောက်လာတဲ့အနေထားတစ်ခုရောက်လာအောင်လေ့ကျင့်ယူထားတဲ့မေတ္တာကိုပြောတာ။ တမမေတ္တာကိုမေတ္တာလို့ပဲသုံးတယ်စေတောဝိမု ക്തി ဆိုတဲ့စကားလုံးလေးထည့်သုံးလိုက်လို့ရှိရင်ထိုမေတ္တာဒီဆံအခြေအနေထိအောင်ရောက်နေတဲ့မေတ္တာမျိုးလို့ဒီလိုပြောတာကဲကောင်းပြီပြိယပုဂ္ဂလလို့ခေါ်တဲ့ကိုချစ်ခင်နဲ့ယဉ်ဤတဲ့မိတ်ဆွေနဲ့လေ့ကျင့်လိုက်လို့အောင်မြင်သွားတဲ့မေတ္တာလေးကိုဒီတိုင်းမထားနဲ့အောင်မေတ္တာကိုဖြန့်ကျက်ကြည့်အောင် ထိုမေတ္တာလေးကို transfer လုပ်အောင်ဘယ်သူ့ပေါ် transfer လုပ်မလဲဆိုချစ်လဲမချစ်မုန်းလဲမမုန်းနဲ့ကိုမသိတဲ့ပုဂ္ဂိုလ်ပေါ်မှာကြောင်းကြည့်လိုက်ကြောင်းကြည့်လိုက်လို့ရှင်ဒီမေတ္တာသဘောတရားလေးဟာရော့ကြမသွားဘူးကိုချစ်ခင်တဲ့ပုဂ္ဂိုလ်ပေါ်မှာထားတဲ့စိတ်အခြေအနေဟာမုန်းလဲမမုန်းချစ်လဲမချစ်တဲ့ပုဂ္ဂိုလ်ပေါ်မှာသွားထားလိုက်လို့အခြေအနေ ပြောင်းလဲသွားတယ်ဆိုလို့ရှင်ပြန်လေးချင်းဒီမှာပြန်လေးချင်း ြောင်းလဲမသွားဘူးဆိုလို့ရှိရင်ဒါဒုတိယအဆင့်အနေနဲ့အဆင်ပြေသွားပြီကဲနောက်တစ်ခါပုဂ္ဂိုလ်၂ယောက်ကြောင်းလိုက်ပြီနော်ပထမပြီးရပုဂ္ဂလဒုတိယမစ္ဆတအလေလပုဂ္ဂိုလ်ပေါ်မှာပြောင်းကြည့်လို့အချိန်နေမပြောင်းဘူးဆိုရင်နောက်တယောက်ပေါ်မှာပြောင်းကြည့်အဲ့ဒီပုဂ္ဂိုလ်ကကိုယ်နဲ့မတည့်မုံတီးတဲ့ကိုယ့်ရဲ့ယန္တုယန္တုလို့ဆိုတဲ့ပုဂ္ဂိုလ်ပေါ်မှာပြောင်းကြည့်လိုက်ပြောင်းကြည့်လိုက်လို့ ဒေါသလေးဖြစ်လာလို့ရှင်အေးမေတ္တာမကြန့်ခိုင်သေးဘူးပြန်ပြီးတော့လေ့ကျင့်အောင်ကိုမေတ္တာပြန်လေ့ကျင့်ပြန်လေ့ကျင့်ပြီးတဲ့ခါတခါပြန်စမ်းသပ်ကြည့်လိုက်အာယုံပြောင်းပြီးတော့ကိုယ်နဲ့မတည့်တဲ့လူပေါ်မှာမေတ္တာထားကြည့်ထားလို့ရသွားပြီဆိုလို့ရှင်တော့ဒီမေတ္တာတော်တော်ခိုင်မာသွားပြီလို့ပြောဒါစမ်းသပ်တဲ့နည်းအဲ့လိုလုပ်ပြီးတော့ဒီလောကလုံးမှာရှိတဲ့တတ္တဝါတွေပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစား နောက်ဆုံးမှာလူ၄ယောက်လူ၄ယောက်ကြည့်လိုက်နံပါတ်၁ကကိုယ်တိုင်မိမိကိုယ်တိုင်နံပါတ်၂ကကိုချစ်ခင်တဲ့ပုဂ္ဂိုလ်နံပါတ်၃ကချစ်လည်းမချစ်မုန်းလည်းမမုန်းတဲ့တာမန်ပုဂ္ဂိုလ်နံပါတ်၄ကယန္တုအဲ့ဒီပုဂ္ဂိုလ်၄ယောက်ထိုပုဂ္ဂိုလ်၄ယောက်သည်အပိုင်းအခြားတွေ လူဆိုတာကိုယ့်ကိုယ်ကိုပူချစ်တတ်တယ်နော်ကိုယ့်ကိုယ်ပူချစ်တတ်တယ်အဲ့ဒီ၄ယောက်ကိုရန်သူလို့လည်းမမြင်တော့ကိုယ့်ကိုယ်ကိုလို့လည်းမမြင်တော့ဘူးကိုယ့်မိတ်ဆွေလို့လည်းမမြင်တော့ဘူးဟုတ်လားကိုယ်နဲ့မသိတဲ့ပုဂ္ဂိုလ်လို့လည်းမမြင်တော့ဘူးကိုယ့်ရန်သူလို့လည်းမမြင်တော့ဘူးအားလုံးဒီ၄ယောက်စလုံးဟာတစ်မျိုးတည်းတစ်ခုတည်းမြင်သွားပြီဆိုလို့ရှိရင်ဒီလူရဲ့မေတ္တာဟာအစွမ်းထက်ဆုံးအဆင့်ရောက်သွားပြီပေါ့ အဲ့ဒါကိုဥပမာလေးတစ်ခုပေးထားတယ်။နော်ဒီပုဂ္ဂိုလ်၄ယောက်ကိုဆိုပါစို့ရှင်တို့ကလူကိုတတ်ပြီးတော့ရစ်ပူစော်တဲ့အလေးထားရှိတယ်။တောထဲမှာနေတဲ့ယဟန်တွေဒီလိုပဲရစ်ပူစော်တာခံလိုက်ရတာမျိုးတွေရှိတယ်။အဲ့ဒီမှာလာပြီးတော့တောင်းမယ်ရစ်ပူစော်ဖို့အတွက်တယောက်လိုက်ခဲ့ပါဟော။တယောက်လိုက်ခဲ့ပါဆိုလို့ရှင်အဲ့မှာနေနေတာက မိမိကိုယ်တိုင်ရဲ့ကိုယ်ပိတ်ဆွေရဲ့တာမန်ပုဂ္ဂိုလ်တယောက်ရဲ့ကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်တယောက်၄ယောက်ရှိတယ်။အဲ့၄ယောက်ထဲကနေဘသူပေးမလဲ။ဘုန်းကြီးတို့စဉ်းစားကြည့်ကြ။တယောက်ယောက်တော့လိုက်ရမယ်ဘသူပေးမလဲ။ကိုယ်စိတ်ထဲကဘသူပေးမလဲ။ဟောသူတို့၃ယောက်တော့နေပါစေငါပဲအနစ်နာခံလိုက်ပါမယ်ဆိုရင် ကိုယ့်ကိုယ်ပေါ်မှာမေတ္တာပြတ်တယ်ရောက်တယ်။သူမေတ္တာမဟုတ်သေးဘူးမမျှတာဘူးလို့ပြောရအောင် အဲ့လိုမဟုတ်ဘဲနဲ့ငါနဲ့မတည့်တဲ့ကောင်လိုက်သွားဆိုလို့ရှိရင်ဟာညံသူပေါ်မှာအမုန်းစိတ်မပြောင်းသေးတာပဲအဲ့ဒီ၄ယောက်စလုံးကိုတယောက်မှမပေးနိုင်ဘူးအားလုံးဟာတူတူပဲဖြစ်နေဘယ်သူ့ကိုမှရွေးလို့မရတော့ဘူးဆိုလို့ရှိရင်အဲ့ဒီမေတ္တာကန့်တချက်တည်ကြော်ဖြတ်သွားတဲ့အမတန်ခိုင်မာတဲ့မေတ္တာတရားဖြစ်သွားပြီလို့ဒီလိုဆိုတာ အေးအဲ့လိုလေ့ကျင့်ပြီးတဲ့အခါမှာတလောကလုံးမှာရှိတဲ့တတ္တဝါတွေပေါ်မှာမေတ္တာတရားကိုဖြန့်ကျက်ဖြန့်ကျက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ဒေါသဆိုတာလုံးဝလာလို့မရတော့ဘူး